မင်္ဂလာပါကလေးတို့ရေဒီချေကတော့ grace သိပ္ပံသင်ကြားပေးမယ့်တစ်ချက်ချင်းဖြစ်ပါတယ်အခန်း7နေအဖွဲစီးရနေမှာသင်ခန်းစာနှစ်ဂျိုများ၏ဝိသေသလက္ခဏာများကိုဒီချေနဲ့တူတူဆက်ပြီးတော့လေ့လာကြရအောင်လုပ်ငန်း1အောက်ပါမိကွန်များကိုအုပ်စုလိုက်ဇွန်ွေးဖြစ်ဆိုပါ ကဲကြည့်ပါအောင်အဲ့တော့ဒီချေတို့နေအဖွဲစည်းအတွင်းမှာရှိတဲ့ဂျိုကြီးရှစ်လုံးဒီချေတို့အစင်လိုက်ပြောပြပါတဲ့ကတော့တောင်းသမီးတို့ခုနကဒီချေပုံလေးပြပေးထားတယ်အဲ့တော့နေအဖွဲစည်းအတွင်းမှာရှိတဲ့ဂျိုကြီးရှစ်လုံးကိုတောင်းသမီးတို့အစင်လိုက်ပြောပြကြည့်ပါအောင်ကဲအဲ့တော့ဒီချေတို့တူတူပြောကြည့်ရအောင်အဲ့တော့နေနဲ့အနည်းဆုံးမှအစင်လိုက်ကြည့်မယ်ဆိုလို့ရှိရင်တော့ဂျိုကြီးရှစ်လုံးကိုဒီချေတို့မာဂျူရီဆိုတဲ့ဗုဒ္ဓဟူးဂျိုဗီးနပ်စ်ဆိုတဲ့တောက်ကြဂျိုပြီးကဘာဂျို Mars အင်္ဂါဂျိုနော် Mars ဆိုတဲ့အင်္ဂါဂျိုနဲ့ Jupiter ဆိုတဲ့ကြာတာပရိဂျိုပြီးရင် Saturn ဆိုတဲ့ဆနေဂျို Uranus ဂျိုနဲ့ Neptune ဂျိုဆိုပြီးတော့မှတချို့လိုအစင်လိုက်တွေ့မြင်နိုင်ပါတယ်အဲ့တော့နေနဲ့နီးတဲ့အတွင်းဘက်တချို့လိုဂျိုကြီးလေးလုံးကိုတော့ကြောက်သားမြေသားနဲ့ဖွဲ့စည်းထားပြီးတော့အပြင်ဘက်ဂျိုကြီးလေးလုံးကိုတော့တချို့ကဓာငွေနဲ့ဖွဲ့စည်းထားပါတယ်ကွယ် ဲ့တချဲတို့လုပ်ငန်းတွေကလေးကိုဆက်ပြီးတော့ကြည်အောင်အဲ့တော့တချဲဇယားလေးပေးထားတယ်အဲ့တော့ဇယားလေးကိုကြည်ပြီးနော်အဲ့တော့ဇယားလေးကိုလေ့လာပြီးတော့မအောက်ပါမိကုံးလေးတွေကိုတချဲတို့အုပ်စုလိုက်ဆွေးနွေးဖြစ်ဆိုကြည်အောင်အဲ့တော့ဂျုံများရဲ့ထူးခြားချက်များကိုတချဲတို့ကကဘာဂျုံနဲ့နှိုင်းရှင်ပါအဲ့တော့တချဲတို့ကဘာဂျုံနဲ့နှိုင်းရှင်ကြည်အောင်အဲ့တော့ပုံလေးကိုကြည်ပြီးပါအဲ့တော့ကဘာဂျိုရဲ့အချင်းဝက် ကတော့တချဲတို့က 6400ကီလိုမီတာရှိတယ်เนาะကဲအဲ့တော့ဒီဘက်မှာဒီချေဂျိုပေးထားတယ်ပြီးနေမအကောင်ဝေးဆိုတဲ့ကီလိုမီတာပါတယ်ပြီးကဘာနဲ့နှာရအချင်းကဘာနေပေါ့เนาะတက်အဲ့တော့ဒီချေတို့ကဘာနဲ့နှာရဒရက်ထုเนาะဒီချေတို့ပေးထားတယ်ကဘာတက်ပြီးရောလို့ရှိရင်တော့မိမိဝင်ရိုးပေါ်မှာတပတ်လက်ရန်ကြာချင်းရတော့ရက်နိုင်မိနစ်ပေးထားတယ်ပြီးသွားရင်နေကိုတပတ်လက်ရန်ကြာချင်းဆိုတဲ့ရက်ကလေးပေးထားတယ်အဲ့တော့ဒီချေတို့ကကဘာဂျိုကနေပြီးတော့မှဂျိုတွေကိုဒီချေတို့နှိုင်းရှင်ကြည့်အောင်အဲ့တော့မာဂျူရီဆိုတဲ့ဗုဒ္ဓဟူးဂျို ဲ့တော့မာကျူရီဆိုတဲ့ဗုဒ္ဓဟူးဂျူလေးကတော့တချို့တို့ကကီလိုမီတာเนาะတချို့တို့ကဘာပဲလဲဆိုလို့ရှိရင်တချို့တို့58တန်းတောင်กว่าဝေးတယ်ပြီးသွားတော့တချို့တို့ကကဘာနေမှာတချို့တို့အချင်းကတော့တချို့တို့တုံညာတသမ333ဒွတ်ထုအနေနဲ့ဆိုရင်เนาะတုံညာတသမ3955သူကတော့တချို့တို့ကတပတ်လှည့်ရင်ကြာချိန်လေးကတော့တချို့တို့က58ရက်15နာရီနဲ့30မိနစ်ဟုတ်ပြီနော်တချို့နေကိုလှည့်ဖို့ဆိုရင်တော့တချို့တို့က88ရက်ကြာမယ် ကဲနောက်ထပ်တစ်ခုက Venus ကျိုးကဲ Venus ဆိုတဲ့တောက်ကြကျိုးလေးကတော့တချေတို့ကနေရနေဆိုလို့ရှိရင်တော့တရားတို့တချေတို့ကဘလောက်กว่าဝင်မလဲဆိုရင်တရားနဲ့မှရှစ်တန်းဟုတ်ပြီနော်တီချေတို့ကကဘာနေပါအချင်းဆိုလို့ရှိရင်တော့တီချေတို့နှ ਾਇ ရအချင်းကတော့1နောက်တစ်ခုကတော့ drug တို့အနေနဲ့ဆိုလို့ရှိရင်တော့3ညတသမာတီချေတို့က8 5ဟုတ်ပြီနော်တီချေတို့ကမိမိငွေရိုးပေါ်မှာ तू ကလှဲ့ဖို့ကြာမယ်ဆိုတဲ့အချင်းလေးကတော့တီချေတို့ကဘလောက်ရက်ကြာလဲဆိုရင်243ရက်ကြာတယ် နေကနေဆိုရင်တော့224ရက်ကြာတယ်ကဘာကျူအဲ့တော့ကဘာကျူကတော့ဒီချေတို့ကနေကနေအကွာဝေးဆိုရင်တော့150တန်းရှိတယ်သူ့ရဲ့အချင်းကတော့ဒီချေတို့ကတင်းနော်ဒွတ်ထုကလည်းတစ်ပဲသူကတော့ဒီချေတို့သူ့ခွားသူလဲဖို့အတွက်နော်သူ့ဟာသူလဲဖို့ဆိုရင်တော့24ဒီချေတို့ကနိုင်ကြတယ်24နိုင်ကြတယ်သူကနေကနေဆိုရင်တော့365ရက်ကြာတယ် မတ်အင်ကာဂျူကတော့သူကတော့နေရနေအကွာဝေးဆိုရင်တော့228တန်းရှိတယ်။เนาะကဘာနေနှ่ายအချင်းကတော့3.5သူ့ရဲ့ဒွတ်ထုเนาะကဘာနေပြီးတော့မှတကယ်လို့ဒွတ်ထုကတော့တကယ်လို့3.1ဖြစ်ပြီးတော့မှသူ့ဟာသူမိမိဝင်ရုပ်ပေါ်မှာလဲတာကတော့သူက24နာရီနဲ့38မိနစ်ဖြစ်တယ်။ဟုတ်ပြီเนาะတကယ်လို့နေကနေပြီးတော့မှလှည့်မယ်ဆိုရင်เนาะနေကိုလှည့်ဖို့ဆိုလို့ရှိရင်เนาะ686ရက်ဖြစ်ပါတယ်။ ကဲဂျူပီတာဆိုတဲ့ကြာတာပရိကျူ။ तू ကနေကနေအကွာဝေးဆိုရင်တော့988တန်းနော်။ကဘာကနေမှနှိုင်းရအချင်းကတော့71ထွတ်ထုအနေနဲ့ဆိုလို့ရှိရင်တော့ဒီချေတူက3တခွန်တသမာ8နှစ်နော်310ခွန်တသမာ8နှစ်ကလေးပေါ့ကဲနောက်စကွာကြတော့ तू ကတော့သူ့ဟာသူမိမိဝင်ဦးမှာလဲဖို့ဆိုလို့ရှိရင်နော်ဒီချေတူက 6နာရီနဲ့90မိနစ်ရှိတယ်။ဟုတ်ပြီနော်။နေကိုသူကတော့တပတ်ပြေးဖို့ပေါ့နော်။တပတ်ပြေးဖို့အတွက်ကိုသူလှည့်ပတ်တဲ့အချိန်လေးကတော့သူကဘလောက်ကြာလဲဆိုရင်တော့4332ရက်ကြာပါတယ်ကွယ်။စေတန်ဆိုတဲ့တချို့စနေဂျူလေးကတော့နေမအကွာဝေးဆိုလို့ရှိရင်တော့1428တန်းဖြစ်တယ်။သူကတော့တီချေတို့ဘာဖြစ်လဲကဘာနဲ့နှိုင်းရအချင်းကတော့6ရှိတယ်ဒွတ်ထူကတော့တီချေတို့65.16ရှိပါတယ် ူကတော့သူကမိမိဝင်ရိုးပေါ်မှာသူကသူလဲဖို့ဆိုလို့ရှိရင်တော့သူကတော့10နာရီနဲ့14မိနစ်ကြာတယ်။ပြီးသွားရင်သူကဘာဖြစ်လဲနေကိုလှည့်ပတ်ဖို့ဆိုလို့ရှိရင်တော့တကယ်လို့တထောင်းထဲမှာ956ရက်ကြာပါတယ်ကွယ်။ကဲနောက်တစ်ခုကတော့ Uranus နဲ့ဂျိုအဲ့တော့ Uranus ဂျိုကတော့တကယ်လို့ကဘာဖြစ်လဲဆိုရင်နေမအကွာဝေးရတော့2880တန်းဖြစ်တယ်။နော်သူကတော့ကဘာကနေမှာနှ่ายအချင်းကတော့၄ဖြစ်တယ်။ ပြီးတော့ဒွတ်ထုအနေနဲ့ဆိုရင်တော့14.31ဖြစ်တယ်။"သူကမိမိဝင်ရိုးပေါ်မှာလဲဖို့ဆိုလို့ရှိရင်တော့10နာရီနဲ့46မိနစ်ကြာပါတယ်။ဟုတ်ပြီနော်။ကဘာကိုနော်သူကလှည့်ဖို့အတွက်ဆိုလို့ရှိရင်တော့ကဘာကိုတပတ်ပြအောင်လှည့်ဖို့တော့ကြာချိန်လေးရတော့သူကတော့3000နဲ့မှ900ရက်ကြာပါတယ်ကွယ်။ ကဲနောက်ဆုံးဂျူလေးကတော့နှပ်ကျွန်းဂျူလေးဖြစ်တယ်เนาะအဲ့နှပ်ကျွန်းဂျူလေးကတော့တကယ်လို့နေမအကွာဝေးဆိုလို့ရှိရင်เนาะ4500တန်းဖြစ်တယ်ကဘာကနေ900အချင်းဆိုလို့ရှိရင်တော့4เนาะကဘာနာနေပြီးတော့မှ900ဒွတ်ထုအနေနဲ့ဆိုလို့ရှိရင်တော့ तू က16.14ရှိတယ်ဟုတ်ပြီเนาะပြီးတော့ तू ကတော့ तू မိမိဝင်ရိုးပေါ်မှာတပတ်ပြန်ကြာချိန်လေးကတော့ तू ကဘာလောက်လဲဆိုလို့ရှိရင်ね6ရက်နဲ့15နာရီ48မိနစ်ကြာတယ် ဟုတ်ပြီနော်တချေတို့ဘာဖြစ်လဲနေကိုတပတ်လှည့်ရန်ကြာချိန်လေးရတော့တချေတို့ကဘလောက်ကြာလဲဆိုလို့ရှင်9000ထဲမှာ989ရက်ကြာပါတယ်ကွယ်ဒါလေးရတော့တချေတို့ဒီဇာတ်မှာပါတဲ့ကိန်းလေးရတော့တအားသမီးတို့အလွတ်ကြက်မှတ်ဖို့တော့မဟုတ်ပါဘူးဒါလေးရတအားသမီးတို့နားလည်ဖို့တော့ကိုတချေတို့ကရှင်းပြပေးရပဲဖြစ်တယ်နော်ကဲဒါဆိုရင်ဒီချက်ကတော့သမီးတို့ကိုပြန်ရှင်းပြပေးမယ်နော်ဂျိုးကြီးရှင်လုံးဟာဆိုရင်ရင်းတို့ရဲ့ဝင်ရိုးပေါ်မှာလှက်ပတ်နေပြီးတော့တတ်မှတ်ပလန်းနေနဲ့သူကနေကိုလှက်ပတ်နေပါတယ် အဲ့တော့ဂဘာဂျိုနဲ့နှိုင်းရှင်ပဲဆိုလို့ရှိရင်တော့ကြီးမားသောဂျိုကြီးများရှိတဲ့ကဲ့သို့အရွယ်အစားသေးငယ်သောဂျိုများလည်းရှိပါတယ်။အဲ့တော့အချို့ဂျိုတွေမှာဆိုလို့ရှိရင်တော့အယံဂျိုလို့ခေါ်တဲ့လတွေဟာတကယ်လို့နော်ရှိပြီးတော့တချို့ဂျိုတွေမှာတော့မရှိဘူးနော်။ကဲအဲ့တော့မာဂျူတွေမှာဆိုရင်တော့လေရုမရှိပါဘူး။အဲ့တော့ကြံဂျိုတွေမှာတော့လေရုရှိပါတယ်ကွယ်။ကဲဒါဆိုရင်ဒီချက်နဲ့တူတူအဓိကချက်ကလေးကိုတွေ့ရအောင်။အဲ့တော့အဓိကချက်များ အဲ့တော့နေနဲ့နီးတဲ့အတွင်းဘက်ဂျိုကြီးလေးလုံးတော့ဒီချက်တော့မြေသားကြောက်သားတွေနဲ့ဖွဲ့စည်းထားပြီးတော့မှအပြင်ဘက်ဂျိုကြီးလေးလုံးကိုတော့ဒီချက်တော့ဒွတ်ငွေတွေနဲ့ဖွဲ့စည်းထားပါဗျ။အဲ့တော့ကဘာဂျိုနဲ့နှိုင်းရှင်မယ်ဆိုလို့ရှိရင်တော့ဒွတ်ထုရဲ့အရွယ်အစားဟာကြီးမားပြီးတော့ဂျိုကြီးတွေရှိတဲ့ကဲဆိုအဲ့တော့ဒီချက်တော့ကဘာဂျိုနဲ့နှိုင်းရှင်နေပေါ့နော်ဒွတ်ထုဟာဒီချက်တော့ရွယ်စားကြီးမားတဲ့ဂျိုကြီးတွေရှိတဲ့ကဲဆိုသိငယ်တဲ့ဂျိုကလေးတွေလည်းရှိပါတယ်ဂျိုတွေလည်းရှိတယ်နော်အဲ့တော့မာဂျူတွေလို့ခေါ်တဲ့ ုဒ္ဓဟူဂျိုမှာတော့တချို့လေးရုမရှိပါဘူး။ကြံဂျိုတွေမှာတော့လေးရုရှိပါတယ်ကွယ်။ကဲအဲ့တော့တချို့ကနေအဖွဲစည်းသင်ခန်းစာကိုပြန်လည်သုံးသပ်ရမယ်ဆိုလို့ရှိရင်တော့တချို့နေအဖွဲစည်းအဲ့နေအဖွဲစည်းမှာဘာတွေပါလဲဆိုရင်လာတွေပါမယ်။အုတ်ကာပြန်တွေပါမယ်။ဂျိုတိန်ဂျိုမွားတွေပါမယ်။ကျဲတကွန်လေးတွေပါမယ်။ပြီးဂျိုတွေပါမယ်။နေပါမယ်။အဲ့တော့လများမှာဆိုရင်တော့တချို့ကနော်တချို့ဂျိုများကိုလှည့်ပတ်တယ်ကိုပိုင်အလင်းမရှိဘူး။ အောက်ကပြန်မှာဆိုလို့ရှိရင်တော့ဒီချေတို့အပူနဲ့အလင်းကိုထုတ်လို့တဲ့ draw အပိုင်းစာလေးတွေပဲဖြစ်တယ်။ဂျိုးသိန်းဂျိုးမွားလေးတွေကတော့ဒီချေတို့ကကြောက်သားတို့အဆိုင်ခဲများနေကိုခွင်းပုံစံနဲ့လှည့်ပတ်နေတယ်။ကျဲတကွန်များကတော့နေကိုလှည့်ပတ်နေတဲ့အလင်းမဲ့ draw ထုဖြစ်ပါတယ်။ဂျိုးများဂျိုးများကတော့ဒီချေတို့ကနေကိုလှည့်ပတ်နေတဲ့မြေသားကြောက်သားဒုံငွေနဲ့သူကဖွဲ့စည်းထားတယ်။ကဲနောက်တစ်ခုနောက်တစ်ခုကတော့ဘာလေးလဲနေဟုတ်တယ်။နေကတော့တာမန်ကျဲတလုံးဖြစ်တယ်။ပြီး ဖြာထွက်ခြင်းနဲ့အပူနဲ့အလင်းကိုသူကစွိုင်းနေကိုထုတ်လုပ်ပေးပါတယ်။ ကဲအခုတီချေရှင်းပြပေးလိုက်တာကတော့အခန်း7နေအဖွဲ့စည်းရာသင်ငန်းစာနှင့်ဂျိုများရဲ့ဝိသေသလက္ခဏာများနဲ့တီချေတို့နေအဖွဲ့စည်းရဲ့သင်ငန်းစာကိုပြန်လည်သုံးသပ်ပေးလိုက်တာပဲဖြစ်ပါတယ်။ကဲအဲ့တော့တီချေအခုပေးလိုက်တဲ့သင်ငန်းစာအခုသင်လိုက်တဲ့သင်ငန်းစာလေးကိုတအားတို့သမီးတို့အိမ်မှာလည်းပြန်ပြီးတော့လေ့ကျင့်ပေးနော်။ကဲအဲ့ဒါဆိုရင်တအားတို့သမီးတို့လည်းတီချေရဲ့အခုရှင်းပြပေးလိုက်တာကိုနားလည်သဘောပေါက်လိမ့်မယ်လို့တီချေထင်ပါတယ်။တအားတို့သမီးတို့လည်းပညာတတ်ကြီးတွေဖြစ်ပါစေလို့တီချေကဆုတောင်းပေးလိုက်ပါတယ်ကွယ်။